China PI ဖုန်းတွေကမြန်မာနိုင်ငံကို official ဝင်တဲ့ဖုန်းတွေတက်စာရင် price to performance အရပိုပြီးတော့ကောင်းတယ်။အဲဒါပေမဲ့သုံးရတဲ့ user experience တွေ brandy buy မှာကြတော့ official global ဖုန်းတွေကပိုပြီးတော့အားတာတယ်။အခုနောက်ပိုင်းမြန်မာနိုင်ငံကို official ဝင်တဲ့ Xiaomi Redmi ဖုန်းတွေမှာဆိုရင်ကျွန်တော်တို့ brandy ကိုနှစ်နှစ်လောက်ထိပေးတာဆိုတော့ user တွေဘက်ကကြည့်မယ်ဆိုရင်ကိုက phone တစ်လုံးကိုဝယ်ပြီးတော့ နဲ့လောက်စိတ်အေးလည်ရေးသုံးလို့ရဆိုတဲ့အခြေအနေမျိုးကိုရောက်သွားတယ်။အဲ့တော့ဒီတစ်ခါဗီဒီယိုမှာ7သိန်းကနေ30ဝင်ချင်မှာမြန်မာနိုင်ငံကို official ဝင်တဲ့ထဲမှာဘယ်လိုမျိုးဖုန်းတွေရနိုင်လဲဆိုတာကိုပြောပြပေးမယ်။အဲ့တော့ကြည့်လိုက်အောင်ရန်ကုန် mobile store အရင်ဆုံးဘာမှမပြောခင်မှာဒီဗီဒီယိုထဲမှာအခုပြောပြမိမဲ့ဖုန်းတွေရဲ့ဈေးနှုန်းအတိအကျကိုကျွန်တော်အောက်က comment section ထဲမှာရေးပေးထားမယ်။ ဲ့တော့ကျွန်တော်ပထမဆုံးဖုန်းကိုစပြီးတော့ကြည့်လိုက်အောင် ပထမဆုံးဖုန်းအနေနဲ့ကတော့ကျွန်တော်က Tecno ရဲ့ Camon 40 Pro ကိုရွေးပေးခြင်းနဲ့အဒီကောင်လေးရဲ့ဈေးနှုန်းကတော့9,900 9,900ပေါ့เนาะ10သိန်းဒီဝင်းကျင်မှာရှိတယ်။အဒီဖုန်းရဲ့အဓိကအားသာချက်ကတော့ကင်မရာရဲ့ AI feature တွေရယ်လို့ပြောလို့ရတယ်။နောက်ပြီးတော့ဒီဇိုင်းဘန်းကိုထည့်မယ်ဆိုလည်းထည့်လို့ရတယ်ပေါ့เนาะ။အဓိကဒီဖုန်းမှာကင်မရာကအားသာတဲ့အချက်ဖြစ်သွားတာကသူရှိမှသုံးထားပေးတဲ့စင်ဆာကြောင့်ဒီရှိမှာသုံးထားပြီးရဲ့ sensor ကတော့50 megapixel Sony LYT 700C sensor ကိုသုံးထားပြီးတယ်။နောက်ပြီးတော့8 megapixel ultra wide အာဒီကင်မရာနှလုံးမဲ့ပါတာပေါ့နော်အခြားမလိုအပ်တဲ့ jack ကင်မရာတွေ micro ကင်မရာတွေအဲဒါတွေကိုထည့်ပေးမထားဘူး ultra quality ကတော့ဒီဖုန်းက10သိန်းဝန်းကျင်မှာတော်တော်လေးကောင်းတဲ့ပုံမျိုးထုတ်ပေးနိုင်တယ်ကျွန်တော် low light တွေမှာဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ် day light တွေမှာဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ်တော်တော်ကောင်းတဲ့ပုံမျိုးထုတ်ပေးနိုင်တယ်နောက်ပြီးတော့ဒီဖုန်းမှာတော်တော်လေးသဘောကျတဲ့အချက်ကဒီပုံတစ်ပုံတည်းမှာအလင်းရောက်မတူတဲ့နေရာနှစ်ခုရိုက်မယ်ဆိုရင်သူ့ရဲ့အလင်းရောက်ယူသွားတာလေးကတော်တော်လေးမိုက်တယ်ပေါ့နော်အာပြောရမယ်ဆိုရင် dynamic range ပိုကောင်းတာပေါ့ ။နောက်ပြီးတော့ low light တွေမှာရိုက်မယ်ဆိုရင်လည်းသူ့ရှိမှာ noise ကိုတော်တော်လေးကင်းတဲ့ပုံတွေကိုထုတ်ပေးနိုင်တယ်။အဲ့တော့ဒီဖုန်းကစက်သိန်းဝန်းကျင်မှာကင်မရာအကောင်းဆုံးဖုန်းဆိုတော့သိထားရပါတော့နော်။နောက်ထပ်အားသာတဲ့ချက်ကတော့ AI feature တွေ။ဒီဖုန်းမှာကကျွန်တော်တို့ Namedy DC ရဲ့ AI ကိုဘေးတင်ထည့်ပေးလိုက်တယ်။ဒီ DC ရဲ့ AI ကြောင့်ပဲဒီဖုန်းမှာက AI eraser လို့ AI expander လို့လိုမျိုး camera AI feature တွေအပြင်မှာကျွန်တော်တို့ဒီ creation နဲ့ပတ်သက်တဲ့ AI နဲ့နောက်ပြီးတော့ note ပေါ့နော် note asset လုပ်ပေးတဲ့ AI ဒီလိုမျိုးအသုံးဝင်တဲ့ AI feature တော်တော်များများကိုထည့်ပေးနိုင်တယ်။ဒီစင်းသားမှာဒီလိုမျိုး AI feature တွေအမ များကြီးထည့်ပေးနိုင်တာကဒီဖုန်းတစ်လုံးပဲရှိသေးတယ်။အဲ့တော့ဒီဖုန်းက၁၀သိန်းဝန်းကျင်မှာကင်မရာကောင်းတဲ့အပြင်မှာ AI feature စုံစုံလေးလေးနဲ့ဒီဇိုင်းပိုင်းရအခြားဖုန်းတွေနဲ့ကွဲထွက်တဲ့ဖုန်းတစ်လုံးကိုလိုချင်တဲ့လူတွေကတော့တော်တော်လေးစဉ်းစားတင်တဲ့ဖုန်းတစ်လုံးတွေမှာပါတယ်။အဲ့တော့ကျွန်တော်တို့နောက်ထပ်ဖုန်းတစ်လုံးကိုတွားကြည့်လိုက်အောင်။နောက်ထပ်ဖုန်းတစ်လုံးကတော့အခုတစ်လုံးမှာနာမည်ကြီးနေတဲ့ Poco ရဲ့ A7 Pro ။ဒီဖုန်းရဲ့ဈေးနှုန်းကတော့၁၅သိန်းဝန်းကျင်မှာတော့ရှိတယ်။ အာဒီဖုန်းကမြန်မာနိုင်ငံကို official ဝင်တဲ့ဖုန်းတွေထဲမှာဆိုတော်တော်လေးမှ price to performance ကောင်းတဲ့ဖုန်းတွေမှာပါတယ်။အာသူရှိမှသုံးထားပြီး SOC က Dimensity 6400 Ultra ဆိုတော့ကိုကဖုန်းကိုရိုးတက်တက်ပဲသုံးမလား။ဒါမှမဟုတ် gain တွေပါဆော့မလား။ဒီဖုန်းမှာ AAC စစ်တတရာဆော့လို့ရတယ်။နောက်ပြီးတော့ official ဝင်တဲ့ဖုန်းဖြစ်တဲ့အတွက်ကြောင့် အပတ်ကြီမိုဘိုင်းလိုဂိမ်းတွေကိုဆော့မယ်ဆိုရင်ကျွန်တော်တို့ frame per second ကို 90Hz တို့ 120Hz တို့အခြား China PI ဖုန်းတွေတက်ဆိုင်ဆော့ဆော့လေးရလေးရတာရှိတယ်။နောက်ပြီးတော့ဒီဖုန်းကဂိမ်းမာတွေကိုအဓိကအူစားပေးထုတ်ပေးတာဆိုတော့သူရှိမှာ battery ကလည်းတော်တော်လေးအားသာတဲ့အချက်မှာပါတယ်။သူရှိမှာက battery က 6000mAh battery ကိုမှအပြန့်သွင်းကုန်ကို 90W ဆိုတော့ဂိမ်းမာတွေလည်းအကျိုက်ပဲ။အဲ့တော့ DSOC ဒီ performance map ဆိုရင်တော့ gaming drive ကတော့တတရာ AACC သုံးလို့ရတယ်။အဲ့တော့ဒီဖုန်းက15သိန်းဝန်းကျင်မှာ gaming ဘန်းကိုအဓိကသုံးကျင်တဲ့ ယ်ဂိမ်းမာရက်ကတော့ရွေးချယ်တဲ့နဲ့ဖုန်းလုံးတွေမှာပါတယ်နောက်ပြီးတော့ဒီဇိုင်းပိုင်းရဆိုရင်လည်းသူရှိမှာကကျွန်တော်တို့တော်တော်လေးမိုက်တယ်ပေါ့နော်ကျွန်တော်အကြိုက်ဆုံးကာလာကိုပြောရမယ်ဆိုရင်ကျွန်တော်တို့အမဲနဲ့အဝါနဲ့ eco leather ဘတ်နဲ့ ကျွန်တော်တို့ဒီဖုန်းဆိုလည်းတော်တော်လေးမှဒီဇိုင်းလှတယ်လည်းမှာပါတယ်။နောက်ပြီးတော့အကျန်းခံမှုဘိုင်းမှာလည်းဒီဖုန်းကအခြားဖုန်းတွေနဲ့ level တန်းတူလောက်တော့သွားတယ်။အဲ့တော့ဒီဖုန်းက15သိန်းဝန်းကျင်မှာ gaming ကိုအဓိကသုံးကျင်တဲ့ gamer အတွက်ကတော့တော်တော်လေးအဆင်ပြေလိမ့်မယ်။ဒါပြင်အခြားသောဒီဇိုင်းပိုင်းမှာဆိုလည်းတော်တော်လေးမိုက်တယ်ပေါ့နော်။သူရှိမှကျွန်တော်အကြိုက်ဆုံး color ကတော့အမဲနဲ့အဝါကိုဆက်ထားပြီးတော့ eco leather နဲ့ဒီအရောင်ပေါ့နော်။ဒီကောင်လေးရဲ့ hand feeling နဲ့ဒီဇိုင်းမှာတော်တော်လေးကြိုက်တယ်။နောက်ပြီးတော့အချမ်းခံမှုပိုင်းကလည်းအခြားဖုန်းတွေနဲ့ level တန်းတူလောက်သွားတယ်။အဲ့တော့ကျွန်တော်တို့နောက်ထပ်တစ်လုံးသွားကြည့်လိုက်အောင်။ အခုပြောမယ့်ဖုန်းတွေက normal user တွေနဲ့ဖုန်းလုံးကို daily use ကောင်းကောင်းမွန်မွန်သုံးချင်တဲ့လူတွေအတွက်ကိုပြောပြမယ်။အခုပြောမယ့်ဖုန်းတွေရဲ့ဈေးနှုန်းကတော့73ဒိန်းနဲ့14ဒိန်းဝန်းကျင်မှာရှိတယ်။အဲ့ဒီဖုန်းတွေကတော့ Oppo ရဲ့ Reno 30F နဲ့ Redmi ရဲ့ Note 40 Pro Plus အာဒီဖုန်းနှလုံးက daily use ဖုန်းကိုကောင်းကောင်းမွန်မွန်သုံးချင်တဲ့လူတွေအတွက်ကတော့တော်တော်လေးအဆင်ပြေတဲ့နေရာမှာပါတယ်။ Oppo ရဲ့ Reno 30F မှာဆိုရင်ဒီဈေးတန်းဝင်းကျင်မှာရေစိုးခန္ဓာအကျန်းခန္ဓာအပြင်မှာဒီဇိုင်းဘန်းကိုလည်းတွားပြီးကြီးလိုက်မယ်ဆိုရင်သူထက်အများကြီးဈေးပိုကြီးတယ် Oppo ရဲ့ Reno 30ရဲ့ဒီဇိုင်းပုံတန်တိုင်းကိုကာရမယ်နောက်ပြီးတော့ AI feature အနေနဲ့ AI live photo တို့ AI lens photo လိုမျိုး AI feature အပြင်မှာ camera AI feature တွေကိုတွားကြီးလိုက်မယ်ဆိုရင် AI Ambra တို့ AI expander တို့နောက်ပြီးတော့ကျွန်တော်တို့မှန်နေရဲ့ reflection ကိုဖျောက်ပေးနိုင်တဲ့ AI reflection remove ပဲတို့ဒီလိုမျိုး camera AI feature ဆုံဆုံလေးလည်းလည်းပါတယ်နောက်ပြီးတော့ camera ဘိုင်းကိုသွားကြည့်လိုက်မယ်ဆိုရင်တော့ဒီ camera ဘိုင်းကဒီ data ဝင့်ကျင်မှာ design ဖြစ်တယ်ဆိုရဲဘက်ကိုတော့သွားတယ် အာတုံးပေးထားတဲ့ SOC ကတော့ကျွန်တော်တို့ media တက်ရဲ့ Helio G100 ဆိုတော့အာဒီနေရာမှာတော့ကျွန်တော်အနေနဲ့တိတ်ပြီးတော့အားမရဘောเนาะပုံမှန်ကျွန်တော်တို့ Snapdragon 7S Gen 3လောက်ကိုတုံးလိုက်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒါမဲ့လည်းဒီ Helio G100 SOC နဲ့ကြတော့ကျွန်တော်တို့ daily use တဲ့ဖုန်းကိုပေါ့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 တုံးကျင်တဲ့လူတွေအတွက်ကတော့ဒီ performance နဲ့ကတော့ဘာမှစိတ်ပူနေစရာမရှိဘူး AA စစ်စစ်လုံလောက်တဲ့အထက်မှာပါတယ် အဲ့လိုပဲကျွန်တော်အပေါ်မှာပြောခဲ့တဲ့ Redmi ရဲ့ Note 40 Pro Plus ကလည်းဒီ14ဒိန်15ဒိန်ဝင်ချင်မှာကျွန်တော်တို့ဒီဇိုင်းဘိုင်းတွေ performance ဘိုင်းတွေ build quality ဘိုင်းတွေ SoC ဘိုင်းတွေကိုသွားကြည့်လိုက်မယ်ဆိုရင်တော်တော်လေးမှအပြည့်ရှာဖို့ခဲတဲ့နေရာမှာပါတယ်အဲ့တော့ဒီဖုန်းကသူ့ဈေးနှုန်းဝင်ချင်မှာ Aura နာတော်တော်ကောင်းပြီးတော့ ဆရာကြီးပေါ့နော်သူ့ကိုသွားပြီးတော့တုံတန်ဖုန်းကြော်လို့မရတဲ့အနေအထားမှာရှိတယ်ကျွန်တော် display ဘက်ကိုသွားကြည့်လိုက်မယ်ဆိုရင်လည်း AMOLED 120Hz ကိုတုံးရမယ်နောက်ပြီးတော့ cut display ပေါ့နော်ကျွန်တော် bay quality ရဆိုရင်လည်း aluminum frame မှာ glass back ကိုတုံးထားတယ်တုံးပေးတဲ့ glass back ကလည်းရိုးတန်းတဲ့ glass back မဟုတ်ဘဲနဲ့ကျွန်တော်တို့ပို့ပြီးတော့အကြမ်းခံတဲ့ corning collar glass ဒီလိုမျိုး glass တွေကိုတုံးပေးထားတာလေ ASUS ဘက်ကိုသွားကြည့်လိုက်မယ်ဆိုရင်လည်း Snapdragon 7S Gen 3ကိုတုံးပေးထားတာပါလေဒီသေးတန်းဝင်ကျင်မှာတော်တော်လေးကောင်းတဲ့ ASUS လို့ပြောရမယ် နောက်ဆုံးတစ်ခုကတော့ကင်မရာပေါ့နော်ကင်မရာဘိုင်းမှာဆိုရင်တော့သူရှိမှာက200 megapixel main camera 8 megapixel ultra wide နဲ့2 megapixel တက် travel camera စတဲ့နဲ့လာတယ်။အာဒီနေရာမှာတော့ဒီဖုန်းကသူ့ရဲ့ China version နဲ့သွားရှင်မယ်ဆိုရင်ကင်မရာဘိုင်းကနည်းနည်းလေးအားနည်းနေတာကိုရှိရပေါ့နော်။ဒါအောင်လဲကျွန်တော် share video မှာပြောပွားရဆိုတော့ကျွန်တော်ထည့်ပြီးတော့တော့မပြောတော့ဘူးပေါ့နော်။ Mesro အနေနဲ့သိကျင်နေဆိုရင် share video မှာသွားပြီးတော့ရှာကြည့်လိုက်လို့ရတယ်။ ဲ့တော့ဒီ Redmi ရဲ့ Note 40 Pro Plus ကဒီ73နှိမ့်74နှိမ့်ဝင်ချင်မှာ Corona ခက်ကောင်းကောင်းလိုချင်တဲ့လူတက်ကတော့တော်တော်လေးရွေးချယ်တင်တဲ့ဖုန်းထဲမှာပါတယ်။အဲ့တော့ကျွန်တော်တို့နောက်ထပ်တစ်လုံးကိုသွားကြည့်လိုက်အောင်။နောက်ထပ်ဖုန်းတွေကတော့ကျွန်တော် Daily Driver ဖြစ်သုံးနေပြီးတော့တော်တော်လေးသဘောကျတဲ့ဖုန်းနှလုံး။အဲ့တော့ Nothing X3 နဲ့ 3A Pro အာဒီဖုန်းနှလုံးရဲ့ဈေးနှုန်းကတော့ Nothing X3 က15သိန်းဝင်ချင်နဲ့ Nothing 3A Pro ကတော့သိန်း20ဝင်ချင်မှာရှိတယ်။အာဒီဖုန်းတွေကိုအဓိကသဘောကျတဲ့အချက်ကတော့သူတို့ရဲ့ဒီဇိုင်းအယူအဆနဲ့ သုံးရတဲ့ user experience ကဘယ်ဖုန်းထဲမှာမတူဘူးဒီဖုန်းထဲမှာပါတဲ့ hardware specification ကအခြားဖုန်းတွေနဲ့သွားရှင်လိုက်မယ်ဆိုရင်အားနည်းကောင်းအားနည်းနေနိုင်ပေမဲ့ဒီဖုန်းတွေကိုကိုယ်လက်ထဲမှာကင်ပြီးတော့သုံးလိုက်တာနဲ့သုံးရတဲ့ user experience ကဘယ်ဖုန်းထဲမှာမတူဘူးဆိုတာကိုမင်းစတို့သိလိမ့်မယ်အဲဒါကတော့သုံးမှုရဲ့လူတွေကတော့သိရပါတော့เนาะဥပမာ Google Pixel တို့ OnePlus တို့နောက်ပြီးတော့ iPhone ရဲ့ iOS တို့ဒီလိုမျိုးကျွန်တော်တို့ user experience ကောင်းတဲ့ ဖုန်းတွေကိုကင်ဘူးတဲ့လူတွေတော့တော်တော်လေးတည်တယ်။စပြီးသုံးပြီးတော့ကင်ကြီးလိုက်တဲ့အချိန်ကစပြီးတော့ကျွန်တော်တို့ application ဝင်နေထွက်တဲ့နေရာမှာလုပ်တဲ့ animation လေးတွေနောက်ပြီးတော့ကျွန်တော်တို့ customization တော်တော်လေးလုပ်လို့ကောင်းတယ်ပေါ့နော်။ကိုက application icon တစ်ခုကိုသေးချင်တာလားကြီးချင်တာလားဒါမှမဟုတ်ရင်ကျွန်တော်တို့ monochrome ပေါ့နော်ဒီဖုန်းတစ်လုံးကိုအဖြူမဲပုံစံလောက်ချင်တာလားတော်တော်လေးမှလုပ်လို့ရတယ် နောက်ပြီးတော့ဒီ nothing os မှာက widget တွေကလည်းတော်တော်လေးမှလှပြီးတော့အခြားပေါ်တော့ကျွန်တော်တို့သက်ပါဒီ widget တွေတုံးစရာမလိုဘူးဖုန်းထဲမှာပါတဲ့ widget တွေကိုတုံးတာနေတော်တော်လေးပြည့်ပြည့်စုံစုံဖြစ်နေပြီဒါတော့အရင် nothing ဖုန်းတွေထဲကရှိတဲ့ signature လို့ပြောရမယ်ဒါပေမဲ့ဒီနေ့မှထွက်ခဲ့တဲ့ nothing 3ရနဲ့3 pro ကဒီလိုမျိုး signature တွေအပြင်မှာကျွန်တော်ကင်မရာဘိုင်းမှာလည်းတော်တော်လေးအားဆိုင်လာတာကိုတွေ့ရတယ်အရင်တော့ထွက်ခဲ့တဲ့ nothing 2a တို့ 2a plus တို့မှာဆိုရင်ကင်မရာဘိုင်းကတိတ်ပြီးတော့အားရတာမရှိဘူးအဲဒါပေမဲ့ဒီ nothing 3ရနဲ့3 pro မှာတော်တော်လေးအားရဖို့ကောင်းလာတယ် အဓိကတော့ tele sensor တွေပါလာတာပေါ့နော် 3မှာဆိုရင်ကျွန်တော် 2H ကို optical zone ရလို့ရတဲ့ tele sensor ပါလာတယ်3 Pro တွားကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော် 3HD optical zone ဆွဲလို့ရတဲ့ periscope tele sensor ပါလာတယ်အာဒီလိုမျိုး tele sensor တွေပါလာတော့ဘာတွေနေရာမှာကောင်းွားလဲဆိုတော့ကိုကဒီပေါ်တော့ portrait photo တွေရိုက်တာပဲဖြစ်ဖြစ် zoom ဆွဲပြီးရိုက်တဲ့နေရာမှာဖြစ်ဖြစ်ဒီဖုန်းလေးမှာကတော်တော်လေးကောင်းတဲ့ camera experience ကိုထုတ်ပေးနိုင်တယ်နောက်ပြီးသုံးထားတဲ့ SoC ကိုတွားကြည့်လိုက်မယ်ဆိုရင်ဒီဖုန်းနှလုံးမှာက Snapdragon ကို 7S Gen 3ကိုသုံးထားဆိုတော့ daily usage social media သုံးတာအပြင်မှာခိန်းကိုပေါ့ပေါ့ပါပါစောင့်နေတဲ့လူတွေအတွက်ကတော့ဒီ SoC SOC နဲ့ကတာတာရ ACC သုံးလို့ရတယ်။ဒီဇိုင်းမှတော့ Mesuro Nothing Phone ဆိုတဲ့အတိုင်းပဲတည်ပါတယ်။တော်တော်လေးမှ unique ဖြစ်တဲ့ဒီဇိုင်းကိုပေးတယ်။ နောက်ပြီးတော့ဖုန်းရဲ့နောက်ဘက်ခြမ်းမှာကျွန်တော်တို့ now million နဲ့ပေါ့နော် glaze interface လိုမျိုး feature တွေရတယ်တကယ်တကယ်ကိုစပြီးတော့သုံးကြည့်မယ်ဆိုရင်တော်တော်လေးမှအသုံးဝင်တဲ့ feature တွေမှာပါတယ်အဲ့တော့ဒီ nothing 3A နဲ့ 3A Pro ကကျွန်တော်တို့15သိန်းသိန်း30ဝန်းကျင်မှာကိုကဖုန်းတစ်လုံးကို daily usage ကောင်းကောင်းမွန်မွန်သုံးကျင်တယ် UI experience ကလည်းဘယ်ဖုန်းထဲမှမတူဘဲနဲ့တော်တော်လေးကောင်းရမယ်ဒီဇိုင်းပန်းလည်းကွဲထွက်တဲ့ဖုန်းတစ်လုံးကိုလိုချင်တဲ့လူတွေအတွက်ကတော့ဒီ nothing ရဲ့ 3A နဲ့ 3A Pro တော့တော်တော်လေး recommend ပြလို့ကောင်းတယ် အာကင်မရာပုံကောင်းတာလိုချင်နေဆိုရင်တော့ Nothing ရဲ့3 Pro ရွေးချက်လိုက်တာကတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်။အဲ့တော့ကျွန်တော်တို့နောက်ထပ်ဖုန်းတွေကိုကြားကြည့်လိုက်အောင်။ Daily usage သုံးဖို့အတွက်ကျွန်တော်အပေါ်ကကိုနဲ့တိတ်ပြီးတော့မရင်းနှီးတဲ့ Nothing 2လို့ brand တွေကိုမကင်ချင်ဘူး။ကိုနဲ့ရင်းနှီးတဲ့ brand တွေကကင်ချင်နေဆိုရင်တော့ Samsung ရဲ့ A series ကလည်းတော်တော်လေးမှရွေးချက်လို့ကောင်းတယ်။ဥပမာ Samsung A36 တို့ A56 ကိုလည်းတော်တော်လေးမှ Daily usage အတွက်ရွေးချက်လို့ကောင်းနေတယ်မှာပါတယ်။အဲဒါပေမဲ့ကိုကပေါ့နော်အခုနှစ်ထွက်တဲ့ ကျွန်တော်တို့ဒီ A series ဒါတိုင်းပုံစံတွေကိုမကြိုက်ဘူးဆိုရင်လည်း Samsung Galaxy A35 တို့55တို့ပါလေအခုချိန်မှာရွေးချယ်လို့ကောင်းနေတယ်မှာပါတယ်သူရဲ့ base quality တွေဒီဇိုင်းပိုင်းတွေကလည်းထွက်ထားတာတစ်နှစ်လောက်ရှိပြီဆိုပေမဲ့ဘောင်ဝင်တန်းဝင်တော်တော်လေးကောင်းတဲ့အနေအထားမှာရှိတယ်နောက်ပြီးတော့ဒီဖုန်းတွေမှာက Wine 7ကို update ရသွားပြီဆိုတော့အရင်ကထက်သုံးရတဲ့ user experience မှာပိုပြီးတော့ကောင်းလာတယ်ကျွန်တော် customization တွေကောင်းကောင်းမွန်မွန်လုပ်လာနိုင်လို့ဖုန်းသုံးရလဲပိုပြီးတော့ mic တွေဆိုတဲ့ခံစားချက်ကိုတွားတယ် ဟောနောက်ဆုံးတစ်ခုကတော့ AI feature တွေကလည်းကောင်းကောင်းမွန်မွန်နဲ့စုံစုံလင်းလင်းပို့ပြီးတော့သုံးလာနိုင်တယ်အဲ့တော့မိတ်ဆွေအနေနဲ့ဒီပေါ့နော်7သိန်းကနေ30ဝင်းကျင်မှာ daily use ကောင်းကောင်းမွန်မွန်သုံးကျင်လို့ကိုနဲ့ရင်းနှီးတဲ့ brand တွေကကာကျင်တယ်ဆိုရင်တော့ Samsung ရဲ့ A series ကိုကျွန်တော်က recommend ပေးကြတယ်မိတ်ဆွေတို့အနေနဲ့အခုနှစ်မှာ track ထားတဲ့ Samsung ရဲ့ Galaxy S6 series ကိုမကြိုက်ဘူးဆိုရင်လည်းအရင်နှစ်က track ခဲ့တဲ့ Samsung Galaxy A35 တို့55တို့ကလည်းအခုချိန်မှာရွေးမယ်ဆိုရင်လည်းရွေးလို့ကောင်းတဲ့အနေအထားမှာရှိသေးတယ်အဲ့တော့ကျွန်တော်တို့နောက်ဆုံးလုံးကိုကြွားကြည့်လိုက်အောင် အဲ့တော့နောက်ဆုံးလုံးတွင်လည်းကိုက Android phone နဲ့မသုံးချင်ဘူးတိတ်နေဆက်ဝင်ချင်မှာကျွန်တော်တို့ဒီ brand new iPhone နဲ့ကာရင်လည်းဆိုရင်တော့ရွေးချယ်တာတိတ်မရှိဘူး iPhone ရဲ့ iPhone 13ပဲရှိတယ်ဒီ phone ကကျွန်တော်ရွေးပေးရတဲ့အကြောင်းရင်းကတော့တိတ်နေဆက်ဝင်ချင်မှာကိုက iPhone ကို brand new ကာရင်တဲ့လူတွေကတော့ဒီ iPhone 13ကလွှဲရင်အခြားရွေးချယ်တာမရှိဘူးအဲ့တော့ဒီ view လေးထဲမှာကကျွန်တော်တို့မြန်မာနိုင်ငံကို official ဝင်တဲ့ phone တွေထဲမှာ30သိန်းကနေတိတ်နေဆက်ဝင်ချင်မှာ ကင်မရာကောင်းတဲ့ဖုန်းတွေ၊ Orana ကောင်းတဲ့ဖုန်းတွေ၊ User Experience ကောင်းတဲ့ဖုန်းတွေအပြင်မှာ gaming mode ကိုဦးစားပေးထားတဲ့ဖုန်းတွေအကြောင်းပြောပြပေးသွားတာ။မိတ်ဆွေတို့အနေနဲ့အခြားသောဗီဒီယိုမှာလည်းဘယ်လိုမျိုး content တွေကိုကြည့်ကြင်လဲဆိုတာကိုအောက်က comment ထဲမှာရေးပေးကြတာကြောက်ပါအောင်လို့ပြောနေပဲ။အားလုံးကျေးဇူးတင်နေကျွန်တော်အောက်ခံပါ။ Yangon Mobile Store